2024ရဲ့ Federal FN ရဲ့နေ့စဉ်တည်နှုတ်ကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့နမ်ခါရွာစီပေခန့်ကိုလေကြောင်းတိုက်ခိုက်တာကြောင့်ကလေးငယ်လေးဦးအပါဝင်12ဦးတိဆုံးတဲ့တည်တင်၊ကပြဆရာစောဝေရဲ့တမီနိုင်ငံရေးအကျဉ်းသူဟောင်းမရှင်စိစိကွယ်လုံးတဲ့တည်တင်နိုင်ငံတကာအစိုးရတွေအနေနဲ့စစ်ကောင်စီကိုအရေးယူပိတ်ဆို့မှုတွေလိုအပ်နေသေးတယ်လို့ BMC နဲ့ GFM ပြောတဲ့တည်တင်စတဲ့တည်တင်အပါဝင် Federal FN ရဲ့နေ့စဉ်တည်တင်တွေကိုကြားရမှာပါ။ ရောဒီတာကန်ကိုခရိုင်ကန်ကိုမြို့နယ်နမ်ခါရွာကစီပခန့်ကိုစစ်ကောင်စီကမလ22ရက်မနေ့ရှိနိုင်ခန့်မှာလေကြောင်းတိုက်ခတ်ခဲ့တဲ့အတွက်စီပခန့်ကဆရာဝန်မိသားစုနဲ့ကလေးငယ်၄ဦးအပါအဝင်ဒေသခံ12ဦးအပြေဆုံးခဲ့တယ်လို့ဒေသခံတဦးက Federal FN ကိုပြောပါတယ်စစ်ကောင်စီလေကြောင်းတိုက်ခတ်ခဲ့တဲ့စီပခန့်ဟာဒေသအတွင်းကပြည်သူတွေအကူအထားရတဲ့နေရာတစ်ခုဖြစ်ပြီးတိုက်ပွဲ area တွေနဲ့လောဝမတက်ဆိုင်တဲ့နေရာဖြစ်တယ်လို့အဆိုပါဒေသခံကပြောပါတယ်ကန့်ကိုဒေသဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ကပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ရောကာကွယ်ရေးတပ် WDF တို့တရှိတယ်လို့သိရပါတယ်။ယခုလမတ်လ18ရက်ခန့်ကစပြီးစစ်ကောင်စီထိန်းချုပ်နိုင်ခြင်းမရှိတဲ့ကန့်ကောမြို့ကခြေရွာတွေကိုစစ်ကောင်စီကပြန်ရယူနိုင်ရေးအတွက်စီကြောင်းထိုးခဲ့ပြီးဒေသခံ၄000ဝန်းကျင်ခန့်စီးပေးရှောင်နေရကြောင်းဒေသတွင်းတည်င်းတွေအရသိရပါတယ်။ကြပြဆရာစိုးဝေရဲ့တမီးနိုင်ငံရေးအချင်းသူဟောင်းမရှုံစစိမ့်ဟာ မနေ့ကမလ23ရက်မှာရန်ကုန်မြို့ဗဟန်းနီအင်းမှာကွယ်လွန်သွားတယ်လို့ကြပြဆရာအတိုင်းဝိုင်းထံကသိရပါတယ်။ကွယ်လွန်ချိန်မှာအသက်33နှစ်ရှိပြီဖြစ်ပြီးထောင်ချစင်ရက်ခဲတဲ့တီဘီရောဂါကြောင့်ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။စစ်အနာသိမ့်ပြီးနောက်လိုင်မြို့နယ်မှာနေထိုင်တဲ့မရှုံစစ်စိမ့်ကို KNU နယ်မြေမှာစစ်တင်တန်းတက်ရောက်ခဲ့တယ်လို့စုဆွဲဖန်စီခဲ့က ပုံမှန်905ကတ်ချီနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခဲ့ပါတယ်။အချင်းထောင်အတွင်းငင်းပန်းနှိမ့်ဆဲမှုတွေနဲ့ဂျမားရီအတွက်လုံလောက်တဲ့စေဝါကူတက်ခွင့်မရခဲ့တာကြောင့်သူ့ရဲ့ဂျမားရီဆိုဝါလာခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့ဖန်စီထောင်ချခံခဲ့ရတဲ့မတ်ရှင်စစ်စိမ့်ဟာ2023ခုနှစ်မေလမှာလူငင်းနဲ့ပြန်လွတ်လာပြီးနောက်နနစ်နီပါအကြမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်ကိုတရုတ်ရုရှားအိန္ဒိယဗီယက်နမ်နဲ့ ပြင်သစ်စားတဲ့နိုင်ငံတွေကစီအုံဆောင်တဲ့ဆက်ဆက်ပစ္စည်းလေရင်စီ စားတာတွေတင်ပို့ရောင်းချနေတဲ့အပေါ် Block Money Campaign ဒွေးစွန်းငွေ Justice for Myanmar JFM တို့ကဖျောက်တောက်နိုင်ဖို့နိုင်ငံတကာကိုစစ်တိုက်ဖိအားပေးတောင်းဆိုနေပြီးနိုင်ငံတကာအစိုးရတွေအနေနဲ့အရေးယူပိတ်ဆို့ဖို့လိုအပ်နေသေးတယ်လို့ BMC နဲ့ JFM က FRFN ကိုပြောပါတယ်စစ်ကောင်စီကိုအနောက်တိုင်းနိုင်ငံတွေကစီပွားရေးပိတ်ဆို့မှုတွေချမှတ်ထားပေမဲ့လည်း လက်ရှိအချိန်ထိစီလင်းနဲ့လေရင်စီတွေကိုစစ်ကောင်စီတပ်ကရရှိနေပါသေးတယ်။အမေရိကန်၊ဗြိတိန်၊ကနေဒါ၊ဥရောပသမဂ္ဂ၊နယူးဇီလန်နဲ့ဩစတြေးလျတို့ကတော့မြန်မာစစ်ကောင်ဆောင်တွေစစ်တပ်နဲ့ဆက်နွယ်နေတဲ့လုပ်ငန်းတွေ လူပုဂ္ဂိုလ်တွေကိုစီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာတွေပြုလုပ်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီကောင်းဆောင်ဘူချုပ်မှုကြီးမင်းအွန်လိုင်းကတော့အခုလိုအရေးယူပိတ်ဆို့မှုတွေကထိရောက်မှာမဟုတ်ပဲအခက်ခဲရရှိပေမဲ့ကိုနီကိုဟန်နဲ့ကြော်လွားနေတယ်လို့ပြီးခဲ့တဲ့မလ23ရက်နေ့ပြည်တော်မှာပြုလုပ်တဲ့ဆွေးနွေးပွဲမှာမိခုံပြောကြားခဲ့ပါတယ်။ချမ်းပြည်နယ်ဖေခုံမြို့နယ်အလဲကယန်းဒေသက ကပုချီရွာမှာရွှေပြောင်းတောင်ရမီချူချင်းကိုဒီနေ့မလ23ရက်နေ့လယ်တနာရီဝန်းကျင်မှာစတင်ပြုလုပ်ခဲ့ပါတယ်။ရွှေပြောင်းတောင်ရမီချူချင်းကိုဒီနေ့တခါမလတလတာအတွင်းမှာပြုလုပ်လေ့ရှိကြပြီးအဆိုပါတောင်ရကိုမီချူဖို့တောင်ရခုတ်ချင်းကိုဒီဇင်ဘာလနောက်ဆုံးအပတ်မှာပြုလုပ်လေ့ရှိကြပါတယ်။ဒီနေ့2025ခုနှစ်အတွင်းကပုချီရွာမှာမြေဧကပေါင်းတရာကျော်တောင်ရခုတ်ထွင်းမီချူကြပြီးဂျီရွာရဲ့85ရခိုင်နှုန်းကတောင်ရလောက်ကင်ကြတယ်လို့သိရပါတယ်။ စိုက်ပြပီတာမင်းစီလွားအပြန်ကောင်းဖို့ရွှေ့ပြောင်းတောင်ရကိုပြုလုပ်ကြပြီးမီရှုပီ၁၇နှစ်အကြာမှာမှာ နေရာဟောင်းကိုပြန်လည်စိုက်ပျိုးကြတယ်လို့ဆိုပါတယ်။ဂရီနီပြည်ဒီမော့ဆိုအနောက်ခြမ်းတနေရာမှာဗမာကဗျာနေ့အချိန်မှာကဗျာယူပွဲကိုဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများတမကဘာလာကတာနဲ့နေစီမချာမမဝဒီအဒွန်းချီရဲ့တချာလှချာသူများအဖွဲ့ချုပ်နာမမတာတို့ကမနေ့ကဥဆောင်ချင်ပတ်ခဲ့ပါတယ်။အခမ်းအနားမှာဆီအာနာရှင်ကိုစန့်ကျင်တော်လှန်ရင်ကြဆုံသွားခဲ့ရတဲ့ကဗျာဆရာတွေကိုအလေးပြုခြင်းတမနစ်ငင်တဲ့ခြင်းနဲ့တိုက်ပွဲဝင်ကဗျာတွေယူဖတ်ခဲ့ကြပါတယ်။မနေ့က မကပြနိအထေမကပြယုပွဲကိုဘာလကတာယုံဆိုင်တဲ့အညာမြေလက်ဒေတာဘုတလင်မြို့နယ်ဂရီနီပြည်မှာ တပြိုင်နက်တည်းချင်ပတ်ခဲ့တယ်လို့သိရပါတယ်။ဗမကပြနိကိုတတ်မှတ်ရမှာဆရာကြီးတခင်ကိုရောမိုင်းမွေနိကိုရွေးချယ်တတ်မှတ်ခဲ့ကြပြီးဒီနေ့ဟာ ဆရာကြီးတခင်ကိုရောမိုင်းရဲ့149နှစ်ပြည့်ဗမာကပြနှစ်10နှစ်မြောက်နေ့လည်းဖြစ်ပါတယ်ဒီနေ့မှလ24ရက် Federal FN ရဲ့နေ့စဉ်တည်တင်းတွေကိုကြားခဲ့ရတာပါကျမဟန်နီပါရှင်အားလုံးရဲ့အတန်း Federal FM